တကယ်တမရှင်များလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့တော့ဒီကီးလေးနဲ့ပေါ့เนาะထိတ်စီးလေးကျွန်တော်ပြပေးมาဖြစ်ပါတယ်ဗျာเนาะโอเคဒါဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ကြည့်အောင်ပေါ့เนาะကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီထိတ်စီးလေးမပြခင်မှာကျွန်တော်တို့အခုမပြစ်သေးတယ်ပေါ့เนาะကီးလေးအရင်စပြီးတော့ပြပေးမယ်ပေါ့เนาะ screen လေးနည်းနည်းချက်ပေးပါမယ်โอเคပါဒါဆိုရင်ကျွန်တော်တို့ဒီကီးကပေါ့เนาะဘယ်ကစမလဲဆိုရင်ကျွန်တော်2018ပေါ့เนาะ အာဒီ78ကပေါ့နော်ဒီကတော့ချက်လိုက်တော့တိတ်ပြီးတော့မမြင်ပါဘူးပေါ့နော်2018မှာရှိနေတဲ့ကျွန်တော်တို့ဒီကဏ္ဍပေါ့နော်ဒီနံပါတ်3เนาะနေကာလာလေးကကျွန်တော်အနီလေးနဲ့ချဲပြီးမယ်ဒီ34ဆိုတဲ့ကဏ္ဍဒီเนาะ34ဆိုတဲ့ကဏ္ဍကကျွန်တော်ဒီ3ဒီပြီးရင်ဒီ4ဒီပေါ့နော်ဒီနှလုံးပေါင်းခြင်းနံပါတ်ခွန်ဖြစ်ပါတယ်เนาะဒီအတွက်ကြောင့်ကျွန်တော်တို့ခွန်2 3ညเนาะခွန်2 3ညဒီကျွန်တော်တို့ key အဖြစ် စင်းပြန်ဘယ်မှာစင်းမလဲဆိုရင်သူ့ရဲ့အပေါ်ဆောင်ဒီမှာ6လေးခွန်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်နှစ်တုံညာကကျွန်တော်တို့ခွန်ကီးဒီအညီပေါ့နော်။ဟုတ်ပြီ။နောက်တစ်နှစ်ပေါ့နော်။နောက်တစ်နှစ်ခါခွန်ရဲ့ကျွန်တော်တို့ဒီမှာ9ရဲ့ဆိုပြီးတော့ရှိပါတယ်နော်။ခွန်9ဒီနှလုံးပေါင်းခြင်းဒီနံပါတ်1ဖြစ်တဲ့အတွက်နှစ်ခွန်လေးဒီကြီးပါနော်။ဘယ်မှာစင်းမလဲသူ့ရဲ့အပေါ်ဆောင်ကနော်။ဒီမှာသွားစင်မယ်2 5 8ဆိုပြီးတော့ကျွန်တော်တို့ရတယ်ပေါ့နော်။နောက်တစ်နှစ်မှာလည်းဒီမှာ1 ကျွန်တော်ဒီမှာ6เนาะ2 6ဒီ8 8 3 1เนาะဒီမှာ5 1ခွန်ဆိုပြီးတော့သူ့ရဲ့ဆောင်းမှာကျွန်တော်တို့1ကိုအညစ်စင်းသွားတယ်ပေါ့เนาะနောက်တစ်နေ့မှာဒီမှာခွန်ကျွန်တော်တို့ဒီမှာကနံပါတ်5ပေါ့เนาะခွန်5ပေါင်းခြင်းနံပါတ်ဒီ2ဖြစ်တဲ့အတွက်2ခွန်4เนาะ2ခွန်4ဒီ4 1ခွန်ဆိုပြီးတော့ကျွန်တော်တို့6ကီးဒီကျွန်တော်တို့အညစ်စင်းသွားတယ်ပေါ့เนาะနောက်တစ်နေ့မှာကျွန်တော်တို့ဒီမှာ4 3 5ကထိပ်စီး4ရဲ့ကျွန်တော်တို့အပိန်5ရဲ့ပေါ့เนาะ ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်ကျွန်တော်တို့6ပါဝါလေးကျွန်တော်တို့နှက်ခတ်6ပေါ့နော်6လေး6က6395ဆိုတဲ့ကီးပါနော်ဒီမှာကျွန်တော်တို့930မှာကျွန်တော်တို့9ထိပ်3ညအပိတ်ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်5ဖြစ်တဲ့အတွက်9 3 3ဒီဒီဆောင်မှာဆင်းရမယ်ပေါ့နော်9 3 3ဒီဒီဆောင်မှာဆင်းရမှာဖြစ်တဲ့အတွက်ဒီမှာ9 3 3လို့တိုက်ရိုက်တောင်းရိုက်သွားတယ်ပေါ့နော်တိုက်ရိုက်ရိုက်သွားတယ်ဟုတ်ပြီနော် ီမှာတော့ကျွန်တော်တို့ဗာရှိနေလဲ336ဆိုတော့ကျွန်တော်တို့3ထိပ်စီကျွန်တော်တို့6အပိတ်နဲ့36နော်36နှလုံးပေါင်းခြင်းဒီနံပါတ်9ပါနော်9ဖြစ်တဲ့အတွက်9 4 6ဒီကျွန်တော်တို့မထီမပေါက်အညီကီးဖြစ်တယ်ပေါ့နော်9 4 6ကီးเนาะကျွန်တော်တို့ကီးက9 4 6ကီဟုတ်ပြီနော်6လေး6ကီတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်း နော်ကျွန်တော်တို့ဒါခုနှစ်ကပ်မြောက်ပေါ့နော်ခုနှစ်ကပ်မြောက်โอเคဒီကီးကိုကျွန်တော်တို့ဘယ်နေရာမှာသုံးမလဲပေါ့နော်ဒါထိတ်လားလင်းလားပိတ်လားဆိုပြီးတော့ကျွန်တော်တို့အဓိကသုံးမှာကထိတ်မှာသုံးမယ်ပေါ့နော်ထိတ်မှာကျွန်တော်တို့ဘယ်လိုသုံးမလဲဆိုရင်ဒီမှာကျွန်တော်တို့အပင်လေးတွေနဲ့ဒီချာလေးပြပေးမယ်လိုက်ကြည့်ပေးပါနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကသူကဘယ်နှကပ်လဲဆိုရင်669နော်669ကဒီနော် ကိုရဲ့ခွန်ရဲ့ပေါ့နော်ဒီလိုခွာပေါင်းခြင်းနံပါတ်6ဒီနော်ကိုခွန်နော်ဒီနှလုံးပေါင်းခြင်းနော်ခွာပေါင်းမယ်ကျွန်တော်တို့ခွာပေါင်းခြင်းနံပါတ်6ဒီနော်ဘလို့စင်းပေးသွားလဲဆိုရင်ကျွန်တော်တို့နော်ဝိုင်းလိုက်မယ်ပေါ့နော်ဒီကိုရဲ့ကျွန်တော်တို့ဒီခွန်ရဲ့ပေါ့နော်ဒီလိုနှလုံးပေါင်းခြင်း6ဒီနော်6ဒီနောက်မှာသူကဘာကြပေးသွားလဲဆိုရင်ဒီမှာ6ရှင်း5ခွန်ဆိုပြီးတော့ပေါ့နော်ဒီလို၄လုံးပေါင်းခြင်းနော်6ရှင်း5ခွန်နော် ဒီလိုလေးလုံးပေါင်းခြင်းဒီဘယ်လောက်ကြာလဲဆိုနံပါတ်6ပါနော်နံပါတ်9ဒါဆိုရင်ဒီမှာ6 6နက္ခတ်9ဆိုပြီးတော့ကျွန်တော်တို့ဒီမှာနက္ခတ်လေးကိုရိုက်သွားတယ်နော်ဒီမှာနက္ခတ်နော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်နှစ်ကိုစစ်ကြည့်အောင်နော်နောက်တစ်နှစ်မှာက8 6 7နော်ထိပ်စီးနဲ့ကျွန်တော်တို့အပိတ်ကိုယူမယ်နော်ဒါဆိုရင်နှလုံးပေါင်းခြင်းဒီ8 7ဆိုတော့ကျွန်တော်တို့ဘာဖြစ်မလဲ9ဖြစ်ပါတယ်နော်9ဖြစ်တဲ့အတွက်တူကဒီမှာပါကြပေးသွားလဲဆိုရင်တဲ့ 1841တဲ့ကျွန်တော်တို့၄လုံးပေါင်းခြင်းတည်တဲ့နံပါတ်၄ပါတဲ့เนาะနံပါတ်၄ပါဒါဆိုရင်9 9ပါဝါ၄ပေါ့ဗျာเนาะပြောဒီမှာပါဝါ၄ရိုက်ပါတယ်ဟုတ်ပြီเนาะဟုတ်ပြီကျွန်တော်တို့တတိယကတ်เนาะ၈၃ညခွန်နံပါတ်၈ထိတ်စီးရအပိတ်ခွန်ရပေါင်းခြင်း၄လုံးပေါင်းခြင်းတည်နံပါတ်၅ပါเนาะ၅ဖြစ်တဲ့အတွက်တဲ့ကျွန်တော်တို့ဗာစင်ပြီးလဲဒီမှာ1 8 6ခွန်ဆိုပြီးတော့ပေါ့နော်ဒီလို၄လုံးပေါင်းခြင်းဒီနံပါတ်3လို့ဆင်းပါလေတဲ့9နှစ်ခတ်ကျွန်တော်တို့ဒါဆိုရင်နံပါတ်3ဆိုပြီးတော့ဆင်းပြတဲ့သဘောပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်၄ပြင်များကိုစစ်ပါမယ်ဒီမှာရှိနေတာဒီ6ခွန်နှစ်နော်6ခွန်နဲ့နံပါတ်8နော်ပြီးရင်ကျွန်တော်တို့နံပါတ်2နော်ဒါဆိုရင်ကျွန်တော်တို့6နှစ်နှလုံးပေါင်းခြင်းဒီ3ညဖြစ်ပါတယ်နော် တုံညာဖြစ်တဲ့အတွက်တဲ့ကျွန်တော်တို့မှာပါဆင်းပေးထားလဲဆိုရင်တဲ့၅၅သူရဲ့ရှေ့ကနံပါတ်1နဲ့ပေါင်းပြီးတော့တဲ့ငါးငါးနှစ်เนาะ9315နှစ်နဲ့ပေါင်းရင်ကျွန်တော်တို့စက်ခွန်ဖြစ်ပါတယ်เนาะဒါဆိုရင်တုံညာနှစ်ခါကျွန်တော်တို့ခွန်ဆိုပြီးတော့ရိုက်ပြီးတဲ့သဘောပါเนาะဟုတ်ပြီโอเคဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ကိုဆက်ကြည့်အောင်เนาะတကက်နှစ်ကက်သုံးကက်လေးကက်ဒီမှာတော့ငါးကက်မြောက်ပြီပေါ့เนาะငါးကက်မြောက်မှာကျွန်တော်တို့ဒါထိပ်စီးလေးတွေရမယ်ပေါ့เนาะဒီမှာကျွန်တော်တို့ငါးတုံညာလေးရှိတယ် ငါးထက်ကျွန်တော်တို့လေးအပိတ်နော်ဒါဆိုရင်ငါးလေးနှလုံးပေါင်းခြင်းဒီဘလောက်ဖြစ်မလဲနံပါတ်9ဖြစ်ပါတယ်ဗျာနော်နံပါတ်9ဖြစ်တဲ့အတွေ့အကြုံကျွန်တော်တို့ဒီမှာကဘာယူရမလဲပေါ့နော်ဒီလိုလေးလုံးပေါင်းခြင်းဒီတဲ့9 4 6နော်9ရဲ့4ရဲ့6ရဲ့ပေါ့နော်ဒီရှိမှာတော့ကျွန်တော်တို့ဓာတ်ရိုက်လို့တော့မကြခဲ့သေးဘူးပေါ့နော်ဒါပေမဲ့ကာပါဖြစ်အောင်ကျွန်တော်တို့ယူကြည့်အောင်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒါဆိုရင်ဒီမှာ3 3 4နော်3 3 4ဒီ30ဖြစ်နေတယ်နော်30ဖြစ်နေတဲ့အတွေ့ ကျွန်တော်လိုချင်တာဒီဒီမှာ9 4ဆိုတော့ပေါင်းခြင်းနံပါတ်ဒီ9ဖြစ်တယ်ပေါ့နော်ဒါဆိုရင်9 4 6ဖြစ်ဖို့အတွက်ကျွန်တော်တို့9 4 6ဆိုပြီးတော့ဓာတ်ရိုက်ထည့်လိုက်ရုံပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့3 3 4ဒီ30ဖြစ်နေတဲ့အတွက်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့9ထိပ်တော့လကော6ထိပ်တော့လကော6ထိပ်တော့လကောနော်9 6ဒီမှာကလည်းကီးနဲ့သွားပြီးတော့ညိတယ်ပေါ့နော်ဒီမှာထိပ်စီ9 4 6ထိပ်စီဒီကျွန်တော်တို့ဒီမူအတိုင်းတော့ဒါ9ကပ်မြောက်ကီးနဲ့လည်းသွားညိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ဒီထိတ်စီးတီဒါဒါကောင်းတဲ့ထိတ်စီးထဲမှာကျွန်တော်တို့ပါတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုရင်တော့ကျွန်တော်တို့ကီရောထိတ်စီးရောပေါ့နော်6လေး6ပါနော်6လေး6ဒါထိတ်စီးလေးတော့ရသွားပြီထင်ပါတယ်ဗျာနော်ဂျာနှစ်တဲ့တဲ့မိတ်ဆွေတွေကတော့အားပေးလို့ရပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့အစားဆုံး run through လေးပြပေးမယ်နော် ောက်ပြီးကျွန်တော်ဒီမှာကီးဒီဒီလိုနှလုံးပေါင်းခြင်းနော်နှလုံးပေါင်းခြင်းခွန်ပြတဲ့အတွက်ခွန်နှစ်တုံညာတိကီးပါကျွန်တော်တို့ဒီမှာခွန်ကီးအညီပေါ့နော်ကျွန်တော်တို့သူ့ရဲ့ဆောင်းပါပေါ့ဒီလိုဆောင်းလေးမှာသွားပြီးတော့ရိုက်တယ်ပေါ့နော်ကာလာပင်ကတိတ်ပြီးတော့မကောင်းဖြစ်နေတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီမှာနံပါတ်ခွန်ပေါ့နော်ဒီမှာကကျွန်တော်တို့ခွန်5ဆိုတော့ကျွန်တော်တို့ဒီမှာနှစ်နော်နှစ်ခွန်လေးကီးကနှစ်ပါဟုတ်ပြီဒီမှာကကျွန်တော်တို့8 3 1 နော်ဒီမှာတက်ပါနက်ခွန်လေးလေးကြီးညီပါတယ်ကိုလေး6 6ကြီးညီပေါ့နော်ဒီမှာက9တုံ3အပီတောင်ပေါက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာကကျွန်တော်တို့ကိုလေးနော်6ပေါ့နော်3 6ဆိုတော့ကိုလေး6ဖြစ်ပါတယ်ဟုတ်ပြီနော်ဂီရရပြီဆိုရင်ကျွန်တော်တို့ဒီမှာကထိပ်ရှိတီဒီလိုရှေ့ကနှလုံးပေါင်းခြင်းနော်ရှေ့ရဲ့ကျွန်တော်တို့နောက်ရဲ့ပေါ့နော်ကို6နှလုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်လည်းဒီလို6 5ခုနော်ပေါင်းခြင်းနံပါတ်ဒီ6ပါတဲ့သူနှက်ခတ်ပေါ့နော်ဒီမှာက နော်2 power 4ဆိုပြီးတော့၄လုံးပေါင်းခြင်း၄ကြပါတယ်ဒီမှာကတော့နှက်ခတ်ဒီမှာလည်းနှက်ခတ်ဒီမှာကတော့ဘာလာမလဲမသိဘူးပေါ့နော်โอเคပါဒီပုံစံတိုင်းစစ်ပြီးမယ်ဆိုရင်တော့ကျွန်တော်တို့ရရှိတဲ့ထိပ်စီတီ6 4 6ထိပ်စီဖြစ်ပါတယ်โอเคပါအားလုံးကိုကျေးဇူးတူတင်ပါတယ်ဗျကျွန်တော်ရဲ့မူလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော် like and share လေးလုပ်သွားပေးလို့ရပါတယ်ကွန်မန့်လေးတွေလည်းထားခဲ့ပေးပါအောင်ဗျအားလုံးပဲပါပါမှာ